မင်္ဂလာပါရှင်မိုတမီယာ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ရခိုင်နယ်လက်ခံအဖွဲ့ UNAAA ကမလ20ရက်နေ့အတွင်းမှာထုတ်ပြန်ခဲ့တဲ့ထုတ်ပြန်ချက်ထဲမှာ UNAAA အဖွဲ့ကမိုးရေဆေးဝါးလုပ်ငန်းတွေမှာပါဝင်ဆက်နွယ်တာမျိုးမရှိဘူးလို့ဆိုထားပြီးမယ်ရခိုင်ဒေသခံတွေကတော့ UNAAA အဖွဲ့ဟာလိမ်လည်နေရလို့ဝေဖန်ပြစ်တင်ခဲ့ပါတယ်ဒီဥဒံပိုင်းထဲမှာ UNAAA အဖွဲ့ဟာ ။မွေးရည်စေဝါလုပ်ငန်းတွေမှာပါဝင်ဆက်နွယ်မှုရှိနေသလားဆိုတာကိုပြောပြပေးသမှာဖြစ်ပါတယ်။ဒီစီဇန်လေးမစတင်ခင်မှာတော့ Motor Media Channel ကို Subscribe နဲ့ Like ရန် Share လေးလုပ်ပေးပါအောင်ရှင်။ပြည်တည်ကြီးရန်ကုန်မှာမွေးရည်စေဝါ66ဘီလီယံကျော်ဖမ်းမိရဲ့ဖြစ်စဉ်မှာရခိုင်နယ်ကိုင် အဖွဲ့ AA ရဲ့စီဝါရေးတာဝန်ခံပါဝင်နေတဲ့ဆိုရက်ဆွတ်ဆွဲချက်ဟာ နိုင်ငံရေးအရာထိုးနှက်ချက်သာဖြစ်တယ်လို့ရခိုင်နယ်ကန်အဖွဲ့ UNAAA ကသတင်းထုတ်ပြန်ခဲ့ပေမယ့် UNAAA ရဲ့ထုတ်ပြန်ချက်တွေဟာမှန်ကန်မှုမရှိပဲပြောင်းလဲတဲ့ထုတ်ပြန်ချက်သာဖြစ်တယ်လို့ရခိုင်ပြည်နယ်အတွင်းနေထိုင်ခဲ့ဘူးသူတွေနဲ့ရခိုင်အရေးစိတ်ဝင်စားသူတွေကဝေဖန်ပြစ်တင်လိုက်ပါတယ်။ရန်ကုန်မြို့မှာမိုးရေကိုင်းတစ်ခုနဲ့အတူစုစုပေါင်းငွေကျပ်66.625ဘီလီယံတန်ဖိုးရှိတဲ့ ice melt amphetamine 3.465တန်နဲ့ ketamine 200ကီလိုရုပ်ကိုဖမ်းဆီးရမိခဲ့ပြီးအဲ့ဒီဖမ်းဆီးရမှုတွေမှာ AA ရဲ့စီးပွားရေးတာဝန်ခံဆိုသူရဲဝင်းခေါ်ကျော်စိုးလင်းနဲ့အတူဇနီးဖြစ်သူရွှေကောင်းသာဆက်လီပိုင်ရှင်မက်တီတာမြင့်ပါဝင်နေရလို့ NASA ကရဲ့ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။ NASA ကဟာဖန်စီယာမီရဲ့မူရစ်စေဝါဖြစ်စဉ်မှာ AA ရဲ့စီးပွားရေးတာဝန်ခံနဲ့ဇနီးဖြစ်သူတို့ပါဝင်ဆက်နွယ်နေရလို့ဖော်ပြခဲ့ပေမယ့် ရခိုင်လက်နက်ကိုင်အဖွဲ့ UNA အဖွဲ့ကတော့ညှင်းဆန်းထားပါတယ်။မလ20ရက်နေ့ကထုတ်ပြန်ခဲ့တဲ့ UNAA အဖွဲ့ရဲ့ထုတ်ပြန်ချက်ထဲမှာနာဆာကရဲ့ထုတ်ပြန်ချက်ဟာမစိမဆိုင် အတင်းရိုးစွတ်တဲ့ဆွဆွဲချက်သာဖြစ်ပြီးစစ်ကောင်စီကနိုင်ငံရေးတိုက်ခါချဖို့ရည်ရွယ်တဲ့ဆွဆွဲချက်ဖြစ်တယ်လို့ဖော်ပြထားပါတယ်။ဒါအပြင်ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့စစ်ပွဲတွေမှာနာဆာကဟာအကြီးအကျယ်စစ်ရှုံးတွေရဲ့အတွေ့အေအေကိုအညိုတေးကြီးစွာနဲ့ဆွဆွဲပြောဆိုချက်မျိုးဖြစ်တယ်လို့ UNAAA အဖွဲ့ရဲ့ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။ UNAAA အဖွဲ့ဟာမိုးရေဇေဝဖန်စီရမှုရဲ့ဖြစ်စဉ်မှာပါဝင်ဆက်နွယ်ခြင်းမရှိဘူးလို့တုံ့ပြန်ထားပေမယ့်အဲဒီတုံ့ပြန်ချက်ကလိန်လယ်မှုတွေကျိုးလွန်နေရမျိုးသားဖြစ်တယ်လို့သိရပါတယ်။ UNAAA မှာကိုပိုင်လုပ်ငန်းမရှိဘဲနဲ့ရခိုင်ပြည်နယ်အတွင်းနာဆကတပ်တွေကိုထိုးစစ်ဆင်တိုက်ခိုက်ရမှာစစ်ပွဲကုန်ကြစီတွေဘေကရရှိနေတယ်လဲဆိုတဲ့အချက်ဟာဘေကုန်းထုတ်စရာဖြစ်နေတယ်လို့သိရပါတယ်။ UNAA အဖွဲ့အသုံးပြုနေတဲ့လက်နက်တွေရဲ့မှာ American Dollar ထောင်တောင်းစီတန်ကျင်ရှိရဲ့လက်နက်တွေပါဝင်နေတယ်လို့ UNAA ဟာ၎င်းတို့တပ်ဖွဲ့ဝင်တွေတာမကမြန်မာနိုင်ငံအတွင်းက PDF အဖွဲ့တွေတခြားတိုင်းဒါလက်နက်ကအဖွဲ့တွေကိုကိုညီပံ့ပိုးပေးနေရအဲ့ဒီလက်နက်ခဲယမ်းတွေအတွေ့ကုန်ကြစီနေငွေကြေးတွေကိုဘယ်ကရရှိနေတယ်လဲဆိုတာလူအများစိတ်ဝင်စားနေပါတယ်ရခိုင်ပြည်နယ်မှာနှစ်ပေါင်း35နှစ်ကြာနေထိုင်ခဲ့ဖို့သူတအူးကတော့ က္ခိုင်ပြည်နယ်မှာနှစ်ပေါင်းများစွာကြာနေထိုင်ခဲ့ပြီးတော့တော်တော်များများသိပါတယ် UNA အဖွဲ့ရဲ့ထုတ်ပြန်ချက်ကမြေပြင်အခြေအနေနဲ့နှိုင်းရှင်ရင်မှန်ကန်မှုမရှိဘူးဟန်ဆောင်လိမ်လည်တဲ့လိမ်လည်မှုဖြစ်တယ်ရခိုင်ပြည်နယ်အတွင်းကို UNA အဖွဲ့တွေအခြေချလာခဲ့ပြီးနောက်ပိုင်းမှာအစည်းအကြိမ်ရောင်းဝယ်တာတွေလုပ်ခဲ့တယ်သူတို့စီမှာ WY တို့စိတ်ကြွစည်းဝါတို့မခေါ်ဘူးအစည်းအကြိမ်လို့ခေါ်ဆိုရယ်အစည်းအကြိမ်ဆိုတာစိတ်ကြွစည်းပြကိုခေါ်တယ်ကောင်းရဆိုင်မှာတောင်ဝယ်လို့ရတယ် UNLA အဖွဲ့ဟာစိတ်ကြွဆေးပြားလုပ်ငန်းတွေနဲ့ဆက်နွယ်နေရကိုရခိုင်လူမျိုးတွေလည်းအနည်းငယ်များသိကြပါဗျ။ဒါကြောင့်လည်းဆိုရင် UNLA အဖွဲ့တည်ထောင်ခဲ့ပြီးနောက်ရခိုင်ပြည်နယ်လွတ်မြောက်ရေးတွေလည်းနဲ့ကိုင်းတိုက်ခိုက်ရမှာလိုအပ်တဲ့ငွေကြေးထောက်ပံ့ရအောင်မတိကျိုးချွန်ပြုတာမျိုးတွေရှိပါတယ်။အခုလည်းကြည်လေရခိုင်ပြည်နယ်မှာတိုက်ပွဲတွေဖြစ်ပွားတာတစ်နှစ်ကျော်လာပြီ။ UNLA အဖွဲ့ကနာဆတ်ကတပ်တွေကိုတောက်လျှောက်တိုက်ခိုက်ခဲ့တာကြည်စံဖို့လက်နက်ဖို့အပါအဝင် တခြားကုန်ကြစည်တွေကိုဘယ်ကနေရနေသလဲ UNA အဖွဲ့မှာငွေကြေးမျိုးမျိုးမြင့်မြတ်ရစေမယ်ဘာလုပ်ငန်းတွေရှိသလဲပြည်ပရောက်ရခိုင်လူမျိုးတွေကူညီပေးမယ်ဆိုရင်လေအဲ့ဒီလောက်အထိများများဆဆမကူညီနိုင်ဘူးလေရခိုင်လူငယ်တွေရဲ့အနာဂတ်အတွက်အရန်စိုးရင်စာဖြစ်လာတယ်လို့ပြောပါတယ် UNA အဖွဲ့ဝင်တွေဟာရခိုင်ပြည်နယ်အတွင်းရှိမြို့တွေကိုထိန်းချုပ်နိုင်ပြီးနောက်ရခိုင်ပြည်နယ်အတွင်းမှာမူရစ်စေဝါနဲ့ဆက်နွယ်တဲ့လုပ်ငန်းတွေကိုအရင်တက်ပုံမလောက်ကင်လာပြီး UNAA အဖွဲ့ရဲ့နိုင်ငံရေးမှူးရင်းဘိုရီဒူဘိုရီဆိုရင်မူရစ်စေဝါလုပ်ငန်းတွေမှာတိုက်ရိုက်တော့မဟုတ်တဲဝိုက်ပြီးပါဝင်ဆက်နွယ်နေရတဲ့အတွက်ကြက်သိန်းတောင်းစီချမ်းသာနေရလို့လည်းရခိုင်စစ်ဘေးရှောင်တွေက ပြောပါတယ်ရခိုင်မျိုးတအုပ်ကလည်းမူရစ်စေဝါရောင်းနေတဲ့ကောင်းကြီးဟာတိန်းထောင်ကနန်းလောက်ကိုစကားနဲ့ထက်မပြောဘူးတောင်းကနေစပြောကြတာအဲ့ဒါလောက်ကိုသိဖို့လိုတယ်ရခိုင်မှာမူရစ်စေငွေမဲတွေဘလောက်ပေါ်လဲစဉ်းစားကြည့်စစ်တွေမှာ1998ခုနှစ်တုန်းက ခုနှစ်တောင်းနေဆောင်ခဲ့တဲ့ကျွန်တော်တို့အိမ်ဟာ2021ခုနှစ်တုန်းကကျွန်တော်ပြောင်းချိန်မှာသိန်း3000ဖြစ်သွားပြီစစ်တွေမြစ်စေးကရန်ကုန်ကိုတနာတယ်ငွေမဲခွန်ငွေပြူပြောင်းဖို့ခြံမြေတဲရင်းနှီးပစ်ကြတာငွေရစေးငွေဟာရခိုင်မှာအလောက်ထိဖောင်းပွားနေရဘူသီးတောင်မှာတာဝန်ကျနေရဲ့ UNLA အဖွဲ့ရဲ့ဒုဗိုလ်အကားဆိုတဲ့ပုဂ္ဂိုလ်ရဲ့ကြွယ်ဝမှုအားသိန်း5000ကျော်တဲ့ဒါဒုဗိုလ်အစင်မရှိသေးရနော်ဘာလုပ်ငန်းနဲ့ချမ်းသာတာလဲဆိုတာကိုရိုင်းသာစဉ်းစားကြပြီးတော့ ရခိုင်ပြည်အနာဂတ်ဟာလုံးဝပျက်စီးသွားပြီအဖက်ဆင်မရတော့ဘူးကျွန်တော်တို့ကတော့အင်မတန်ရန်လေးတယ်ဒီကိစ္စတွေကိုဘာကြောင့်အရင်မယူတာလဲဘယ်သူမှတောင်းဝန်အရှိဆုံးလဲအမျိုးသားလွတ်မြောက်ရေးဆိုတဲ့မျက်နှာဖုံးကိုစွပ်ပြီးကိုကျိုးတီဆောင်နေတာတွေရက်သက်မှာပြီအခွင့်အောင်းရနေတော့မှရခိုင်လူတို့ကိုစေတနာထားပြီးရခိုင်ပြည်ကိုတီဆောက်သင့်မှာပြီရခိုင်လူတို့ကိုကလာတစ်ခုသာလှည့်စားနိုင်ပါလိမ့်မယ်ရခိုင်ပြည်သူတွေကကလာတစ်ခုသာတီးခံပါလိမ့်မယ်ဆိုပြီးတော့ ၎င်းရဲ့လူမှုကွန်ရက်မှာရေးသားဖော်ပြခဲ့ပါတယ်။ UNLA အဖွဲ့အားငွေရေးစေဝါတွေကိုရှမ်းမြောက်ပိုင်းကအတိတ်ကထားရယူပြီးတော့ကိုပိုင်ဆက်ယုံတွေရှိကပြည်ပနိုင်ငံ တွေကိုလည်းတင်ပို့တာတွေရှိခဲ့တယ်လို့သတင်းတွေထပ်ပေါ်ခဲ့ပါတယ်။ရခိုင်နိုင်ငံရဲ့တမတူကလည်းရခိုင်မြို့နယ်မှာအစည်းအဝေးတွေကိုခွနဲ့တန်းရှစ်တန်းတက်နေရဲ့ចောင်းသားတွေအောင်တုံးနေရဲ့ရခိုင်မြို့နယ်အနာကက်ပျက်စီးတယ်လို့မျိုးဖြစ်နေရင် UNLA အဖွဲ့ဟာ ရခိုင်ပြည်နယ်ကိုစတင်ချိန်ကအမျိုးသမီးတွေအကြိုက်ဆလုပ်တာအမျိုးသမီးတွေဆိုတာသူတို့ခင်မုန်းတွေကိုအရက်တောက်တာမကြိုက်ဘူးအရက်တောက်တဲ့ကောင်လေးဆိုရင်ဖမ်းပြီးထုတ်ထောင်းတယ်အရက်မတောက်ရတော့မူရစ်စီပြောင်းသုံးကုန်တာလေ ULNA အဖွဲ့ဟာအပြောတခြားအလုပ်တခြားလုပ်နေရလေ online ပေါ်မှာပြောတာတမျိုးမြေပြင်မှာလုပ်နေရတခြားတွေပါဆိုပြီးတော့ပြောပါတယ် ULNA အဖွဲ့ဟာ2023ခုနှစ်နိုဝင်ဘာလအတွင်းနာဆာကတပ်တွေကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာရခိုင်ပြည်နယ်အတွင်းနေထိုင်သူတွေဟာ မုခမုံတိုင်းကြောင့်အခက်အခဲဖြစ်နေခြင်းမှာစစ်ပွဲတံကိုထပ်မံရင်ဆိုင်ကြရပါတယ်။ရခိုင်ပြည်နယ်အတွင်းနေထိုင်သူတွေဟာစစ်ပွဲကြောင့်စားဝေးနေရအခက်အခဲဖြစ်နေကြသလိုအလောက်ကအခွင့်နဲ့ရှာပါမှုတွေကိုရင်ဆိုင်ကြရကစေဝါရှာပါမှုကိုလည်းရင်ဆိုင်နေရပါတယ်။ဒါပေမဲ့ရခိုင်လူမျိုးတွေဟာစားဝေးနေရအခက်အခဲဖြစ်ရပေမဲ့အခွန်ပေးဆောင်ရခြင်းရှိနေရ။တပူပေါ်နှစ်ပူဆင့်ဆိုတဲ့လိုမျိုးဖြစ်နေကြပါတယ်။ရခိုင်ပြည်နယ်အတွင်းနေထိုင်နေသူအများစုဟာ တိုက်ပွဲတွေကြောင့်အိုးအိမ်ပြက်စီတာစီးပွားရေးအဆင်မပြေတာတွေဖြစ်နေချိန်မှာ UNEA အဖွဲ့ဝင်တွေကတော့အရင်ကတည်းပုံမချမ်းသာလာပြီးတော့ရက်ကင်ဒေတာကန်တွေကို အကြောက်တရားနဲ့ဖိနှိပ်မှုတွေပုံမလှုပ်ဆောင်လာတယ်လို့သိရပါတယ် UNEA အဖွဲ့ဟာ NASA ကတပ်တွေကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့ချိန်မှာလေတပ်ဖွဲ့ဝင်တွေကိုမူရစ်ဇေဝါကျွေးပြီးတိုက်ခိုင်းတာတွေရှိတယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပူပါတယ်ဘလော့ပင်စုံနေစေကမူ UNEA အဖွဲ့ဟာ လက်ရှိချိန်မှာမူရင့်ဈေးဝါလုပ်ငန်းတွေမှာပါဝင်ဆက်နွယ်မှုမရှိဘူးလို့ညင်းဆန်နေပေမဲ့ UNLAA အဖွဲ့ဝင်တွေရဲ့လှုပ်ရက်တွေနဲ့ကျယ်ဝချမ်းသာမှုတွေဟာမူရင့်ဈေးဝါလုပ်ငန်းတွေမှာဘလောက်ထိ ပါဝင်ဆက်နွယ်နေရဲဆိုတာကိုသက်သေပြနေပါရဲ့ရှင်